လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကလူသားတွေဟောမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလားကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့ အမိုက်ကစပြတ်တက်မီးလောင်ဆိုတာလောကမှာတံပိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတံပိုးမရှိတဲ့အမိုက်ပုံကနေစတာတံပိုးမရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတံပိုးရှိတဲ့တိုက်တဲ့အိမ်တွေကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အနည်းရဆိုးကြီးဟာတံပိုးရှိတဲ့လူတွေပါပါသွားနိုင်တယ်တဲ့ဒါလို့ဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ ဘေးကအန္တရာယ်ဆိုတာဟာတန်တရာထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘယ်သူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားရဲ့လူမိုက်ကြောင့်ကြုံတာတဲ့မတိမတိမလိမ္မာတဲ့ပုံကိုယ်တွေကြောင့်အန္တရာယ်ဆိုတာဒီလိုပဲကြုံတတ်တယ်ဘာလဆိုတာဟာဘယ်လိုပုံကိုယ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နလဘိန်တုံးတွေကိုဒုမိုက်လို့ခေါ်တာပဲ။ သူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးအကောင်းဆုံးမသိဘူးမသိတဲ့အခါမှာသူတို့ လုံးသမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလာလို့ခေါ်တာဓမ္မမိတ်ဆွေများအလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားပွင့်ပြီးတဝေပေးနေခြင်းဖြစ်ပါတယ်လောကလူတွေကြုံတတ်တယ်တဲ့မကြုံတတ်တော့ဆိုရင် မိဘေးကြီးတက်နာကြုံတတ်တယ်ရေဘေးကြီးတက်နာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်ဘေးသုံးမျိုးဆိုပြီးတော့မျက်စောပြောင်းဒါကတစ်ခစ်တစ်ခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ်အဲ့တော့ဘေးဆိုတာရမယံခါတိလို့ကြုံရတတ်တာဒါတွေကခုနပြောသလိုကံလို့ပြောလို့မရအောင်အကုန်လုံးကံတော့ပါတာပေါ့ ိသံကံလို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာ။အဲ့ဒါမျိုးကြတော့တိသံကံလို့မပြောဘဲနဲ့ဝတ္တသေးဝေသောဒေါသောတဲ့။တဏှာဝုထဲမှာဖြစ်ရခြင်းအပြစ်ပဲ။ဟာဒီလိုချုံးကုန်ပြီးတော့ပြောလိုက်တာနော်။ဝဆင်းကလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူး။မိဘကြီးတင့်နေမိတွေလောင်းနေ ိုးမန်းလေးမျိုးဆိုခဏခဏအရင်တော့ကမိလောင်တာအလုံးကြုံနေကြတာဒီမိဘေးတဲ့နေဆိုဒါလဲကြက်စရာဘေးတစ်ခုဖြစ်စည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတဲ့နေကဘာမှာလဲကြားနေရတာပဲဟိုနာ ရေလွှမ်းဒီနာရေလွှမ်းရေချောင်းပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဟောစစ်ဘေးစစ်တံကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့ဒါလို့ကြုံပြီးတော့ ဒီယမ္မယံခာအကန့်အသတ်နဲ့ဆိုတာလို့ယမ္မယံခာကျတော့အကတ်တဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲ။ဟောအဲ့ဒါလို့ကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘလို့ပြောကြတော့ဆိုတော့ตาအမိမကန်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့ သူတို့တတ်မှတ်ကြမိဘကြီးကြုံတယ်ရေဘကြီးကြုံတယ်အဲတချို့မိသားစုရေမိတဲ့ပါသွားတယ်ရေတဲ့ပါသွားစစ်ဘေးစစ်တမ်းထဲမှာတလို့တေဆုံးသွားကြတယ်ตาနဲ့အမိတကွဲတပြားဖြစ်ပြီးတော့ตาကလည်းအမေကိုမကယ်နိုင်ဘူးအမေကလည်းပဲตาကိုမကယ်နိုင်ဘူးအဲ့ဒီလိုဘေးမျိုးတွေကြုံတယ်လို့မြတ်စွာဘုရားအဲ့ဒီတုတ်တံမှာ တမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလောကမှာကြုံတွေ့ရတဲ့ဖေးတွေကိုအမတ္တပုဒ်တိကသားနဲ့အမိတဦးနဲ့တဦးအပြန်လန်မကူညီနိုင်တဲ့ဖေးလို့သတ်မှတ်တယ်။သို့တော့မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တဲ့။တကယ်အမိနဲ့သား မကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့ဘုရားဆောဘုရားကစရာဘေးဖြာဓိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲတေချာသို့သောပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးတေတာကိုလည်းဘေးလို့မထင်ဘူးပေါ့ရသော်ဗျာကအဲ့ဒီအိုချင်းနာချင်းတေချင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒီလိုဟောတယ်အဲ့တောက်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင် ကကြီး၃ပါးဆိုတာလောကကဘာလူသားတွေမှာရမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဇိုးကြီးတွေဘေးဇိုးရန်ဇိုးကြီးတွေလို့သူတို့ပြောတာเนาะကဲဒါဖြင့်ဒီလိုဘေးဇိုးရန်ဇိုးကြီးတွေဟာဘသူ့ကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်ထထလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကတုတ်တန်တစ်ခုမှဟောထားတယ် အဲမြတ်စွာဘုရားဟောထားတဲ့တုတ်တန်အရာဆိုလို့ရှိရင်ယာနိကာနိစီဘိခဝေဘယာနိဘာလာတော်ဥပ္ပစ္ဆန္တိနောပဏိတတော်တဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုခုခေတ် လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အဲထဲမှာ လိမ်မာပြီးတော့မတိတတ်တဲ့လူလည်းလိမ်လူပိုက်ပဲလိမ်တော့လိမ်မာတယ်မတိတတ်ဘူးအတိညာမရှိတဲ့လူဟာလည်းပဲလူပိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှင်လုံးဝအတိညာကင်းမဲ့တဲ့နှစ်လပိန်းတုံးတွေကိုလူပိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးအကောင်းဆုံးမသိဘူး မသိတဲ့အခါမှာသူတို့လုံသမျှတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်။အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာ။ဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်။အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုဆိုသွန်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်။မဟုတ်ဘူးအဲ့ဒါတော့တင်မကဘူးလူမိုက်ဆိုတာ။ အဲ့ဒါကြောင့်မို့လူမရဲ့အတိတ်ပဲကိုပေါ်တဲ့ခံမာတဲ့ဘယ်လိုအတိတ်ပဲတွေပေးတုံလို့ဆိုဘာလဆိုတဲ့စကလုံးမှာဘာဆိုတာနှစ်ကနန်းကိုပြောတာလာဆိုတာက ဖြည့်စည်းတယ်အကျိုးနှမျိုးကို ဖြည့်စည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြည့်စည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြည့်စည်းတယ်ဆိုလိုတာက ဒီဘဝကောင်းစားရေးကိုလည်းဖြတ်စည်းတယ်နောက်ဘဝကောင်းစားရေးကိုလည်းဖြတ်စည်းတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြတ်စည်းပြစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြတ်စည်းပြစ်သူအဲ့ဒီပုံကမျိုးကိုပါလာလို့ခေါ်တယ်တာက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှစ်မျိုးကိုရယူထပ်တဲ့ပုဂ္ဂိုလ်ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာ နောင်တန်တရားမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လို့ဆိုရင်နှကောင်းကလေလေထွက်လေဝင်လေလေအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိဘဲနဲ့အသက်ရှူယုံများအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တယ် အဲ့ဒီပုံကလည်းပဲသူကသူလုံးသမျှအများအတွက်ဒုက္ခတွေဖြစ်ဖြစ်တတ်တယ်ပေါ့ငါ50ဇတ်ထဲမှာရှိတယ်လေသားမိနှစ်ယောက်ဆံဖော့နေတယ်ဆံဖော့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တာကြိုက်တော့အမေလို့သူကငါသမီးငါငါနှစ်ဖူးမယ်နှစ်ဖူးမယ်မက်ကြီးတွဲနေတယ်မောင်းစမ်းမှမောင်းစမ်းမှဆိုတော့ဘာလုပ်တော့ဆိုရင်ချပွေးနဲ့ကောက်ပြီးနှစ်ဖူးထုတ် သူကတော့မက်ကိုထုတာပဲဒါပဲသေတော့အမေသေးသွားတယ်မက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့ဒါလို့ဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုပါအဲ့ဒါမျိုးကိုဘာလာလို့ခေါ်တာအဲ့ဒါလို့မသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုး မင်္ဂလာတုတ်ထဲမှာဟောထဲတဲ့အတိဝနာသဘာလနံဆိုတာအဲ့လိုမျိုးတွေကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတယ်လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကဒုသာတွေဒါကြောင့်မို့နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင် လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိရန်သူကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ရန်သူကလူမိုက်မိတ်ဆွေတွေပိုကောင်းတယ်ဟာကောင်းကျိုးချမ်းသာဖြစ်စေနိုင်သေးတယ်လူမိုက်မိတ်ဆွေမိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာနိတိကျမ်းနေမှာ ။အော်မြတ်စွာဘုရားကလည်းဒီမှာဟောထားတာ။လောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလားကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့။ဥပမာပေးတယ်။မာရီပြောနေကြစကားတစ်ခုပေါ့။အမိုက်ကစပြတ်တက်မေးလောင်ဆိုတာ။လောကမှာတန်ဖိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတန်ဖိုးမရှိတဲ့အမိုက်ပုံကနေစတာ။ တံပိုးမြရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတံပိုးရှိတဲ့တိုက်တဲ့အိမ်ကြီးကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ဆိုကြီးဟာတံပိုးရှိတဲ့လူတွေပါပါသွားနိုင်တယ်တဲ့လို့ဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးကအန္တရာယ်ဆိုတာဟာတန်တရာထဲမှာရှိနေလို့ရှိရင်တော့ကျုံနိုင်တယ်ဘာလို့ကြောင့်ကျုံတာတော့ဆိုရင်မြတ်စွာဘုရားလူမိုက်ကြောင့်ကြုံတာ မတိမတိမလိမ္မာတဲ့ပုံကိုယ်တွေကြောင့်အနိယဆိုတာဒီလိုပဲကျုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂါတွေများပြီးတော့ဘဝမှာအစင်မပြေဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့လူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ဆက်ဆံမှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကတုံးမှာဟောထားတာရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ် မြန်မာစကားမှာလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှလည်းပဲကောင်းဆောင်တာအရေးကြီးတယ်အေးဒါကြောင့်မို့လို့အခုဒီမှာမြတ်စွာဘုရားသခင်ကိုရမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တွေ့ရဒီလူလောကနဲ့ တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်မှုရှိကုန်လေးကိုတုတ်တန်တစ်ခုမှဘလို့ဟောထားတော့လို့ဆိုတာဒါလည်းအမတမတ်တတိထားစရာကောင်းတယ်ပေါ့အမတမတ်တတိထားစရာကောင်းတယ်အထမိကတုတ်တယ်ရှင်းအထမိကတုတ်မှာမြတ်စွာဘုရားကဘလို့ဟောထားတော့ဆိုအခြေအနေတစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်သွဲပြီးတော့လာတယ်ဆိုတာကိုရှင်းပြတယ် ဒါဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြားအဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေအတိုင်းတရားနှီးလန်းကြကြကိုချင်းတရား မဖောက်ဖျက်ဖယ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်အဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရား ပြက်ပြားပြီးတော့ဒီတရားနိလမ်းမကြတော့ဘူးဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင် နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းနေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင် မင်းမူရန်ကိုကျင်တရားပြက်ပြားတယ်။မင်းမူရန်ကိုကျင်တရားပြက်ပြားရင်ဘသူတွေကိုကျင်တရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုကျင်တရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုကျင်တရားပြက်ပြားပြီဆိုရင်တဏ္ဍာန်ကလုံးကိုကျင်တရားပြက်ပြားတယ်ခွင်းဆက်ပဲတာရှောင်ရှားလို့မရဘူး အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတုပ်သွားတဲ့ခံပါတဲ့ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းသွားလို့ရှိရင် နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာเนาะအဲ့ဒီမှာတပ်ပံရထံဒုက္ခံသေတိရာဇာစေဟောတိအထမိကောတဲ့ တမ်းကြီးအုတ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့တဘာဝပတ်ဝန်းကျင်ဆက်ဆက် အခုလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမူရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြက်ပြားလာတယ်နောက်ဆုံးတိုင်းသူပြည်သားအားလုံးကိုကျင်တရားပြက်ပြားလာတယ်တဲ့အဲ့ဒီလိုပြက်ပြားလာလို့ရှိရင်ဒီရင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာ ဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပရိဝတ္တန်တိအဲဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူချင်းကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန်တိလရေနေတွေ ဒီစัจ java လာတစ်ခုမှာလှက်ပတ်ပြီးတော့နေတဲ့အနေထားတွေဟာပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကဘယ်ဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်နော်လမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လရနေတွေဟာတောင်းနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လရနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင် နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်နေတဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြပြမှုကနေပြီးတော့ဆက်နွယ်လာတာဟောလရနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက်ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တော့ဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင် လအရေအတွက်တွေကလည်းလွဲကုန်တယ်เนาะမိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်လွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့ပိုဆုံးလွာပါလို့ဘာဖြစ်လို့တို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်เนาะလူတွေဖြတ်စည်းလို့တဘာဝပတ်ဝန်းကျင်ပြတ်စည်းလာ ဖြတ်စည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာ ဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတမထင်ရှားတာပေါ့နော်အဲ့တော့လတွေဒီရက်လတွေအချိန်နေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားတယ် အခုလေတိုက်ပုံတွေကတော်တော်ကို꽌လွဲသွားတယ်နော်တော်တော်꽌လွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုတော့ကောင်းငင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းငင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့ဒါလေလန်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာ လှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကို လူတွေကဖြက်စီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ်ပန်ဆရာတွေမသိနိုင်သူတို့သိနိုင်တာဘာလို့ဆိုတော့တောတွေတောင်တွေခုတ်လို့ဘာလုံးလို့ညာလုံးလို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတာတာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုစိုက်လာတယ်တဲ့ ဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်။မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြတာအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေကမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေ ရုပ်တရော့သွားတဲ့တိဏ္ဏတွေကိုစားတဲ့ပုဂ္ဂိုလ်တွေဟာဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အာလုံမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထီအောင်အခုလို့ တခုနဲ့တခုခွင်းဆက်ပဋိစ္စသဘောပတ်လို့ပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောတာဒါအလုံးတရားမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်အဲ့ဒါမှအန္တရာယ်များတဲ့အစာအာဟာရတွေဖြစ်လာငပြောသည့်တောင်ဆေးတုပ်ပြီးတော့မှဲ့တာတို့တည့်ရသည်လည်းဆေးတုပ်ပြီးတော့မှဲ့တာတို့နော်ဖယဲသည်ဆိုတာတောင်မှပဲဆေးတုပ်လိုက်ရင်ရဲသွားတယ်ဖယဲသည် အကောင်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချာတယ်ဒီဟင်းညုံမုံလေးပါလေးစားတာကဒါအဲ့ဒီတက်ကိုကြီးမာသွားပြီအခုဟာဟင်းညုံမုံကဒါတွေနဲ့စာရင်နည်းနည်းတော်အောင်မလို့ပြောတယ်အခုဟာပူဆိုးသွားတယ်နော်ပူဆိုးသွားတယ်သီးနှံတွေကိုဆေးဖြန့်လိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေး အဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမကြီးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမကျင်ကြတာဒါသဘာဝပဲပေါ့နှကမောက်သီးစားရင်ကျမတယ်ကျမကြီးအတွက်ကောင်းတယ်လို့ဘိုးလူကပြောဒီလူကပြောအဲ့ဒီနှကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပို့ပေးရတယ်ဘူးသူကပို့ကျမကြီးကောင်းတယ်လို့ပြောတော့ဘာလို့လဲနှကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လား ဒါတကယ်တကယ်ကိုပြောတာเนาะတကယ်အဲ့ဒါလို့ဖြစ်လာစားစရာကို လောကကြီးမှာ မရှိတော့အောင် ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပြီပစွန်ကြောင့်လည်းဆေးဆိုးတာပဲပဲလည်းဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံး ဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့အစားလို့ရတဲ့ဆေးမှမဟုတ်မှာမဟုတ်တာပဲအဲ့ဒါလို့လူလောကကြီးဟာလွန်လွန်ကြွန်ကြွန်ဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားเสียရအစားအစာတွေဟာအနေဖြစ်စေတတ်တဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစားအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင် ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသေးနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာပဲ။ဘာဖြစ်လို့တော့ဆိုအစားအစာမှန်သမျှအသေးနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူက။ကြောက်ကပ်ကအသေးကတန့်စင်ပေးရတယ်။ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်။ဟောဒီကူကဒီသူတို့နဲ့မတည့်တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးရောကဖြစ်တယ်ကြောက်ကပ်ရောကဖြစ်တယ်။ဒီကနေ့ခေတ်မှာအဲ့ဒါတွေပုံများလာ ိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရာအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းရာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာတမိကတုတ်ကိုခေါ်လိုက်တာဒါတနိုင်ငံတိုင်းဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စတွေကိုပြောပြတာနော်လောကမှာအတုလုံးထာတွေကလည်းအမတန်များတယ်အစားအစာတွေအတုလုံးဟိုအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် ဖာတလိုက်ဇာ free ဆိုတဲ့ဆိုင်ကတတ်တတ်ရှိဈေးကြီးပေးဝယ်စားကျန်တဲ့ကဖာတလိုက်ဇာတွေနဲ့လှုပ်ထားတာဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြိလိုက်လို့ရှင်အလုံးကြီးချောအောင်နှောက်အောင်လှုပ်ထားဘာကအဆုံးဖြတ်ပေးသွားတာတုံးဆိုရာသီဥတုနဲ့အာရအဆုံးဖြတ်ပေးတာအဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှင်ညံ့တဲ့ရာသီဥတုပေါ်မှာမိပြီးတော့စိုက်ရတဲ့သီးနှံတွေက လူရဲ့ခန္ဓာကိုယ်ထိမ့်နိုင်စွမ်းနေနဲလာအခုထိမ့်နိုင်စွမ်းနဲတဲ့အစာအာဟာရတွေပေါ်မှာထပ်ဆင်ပြီးတော့အစိတ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလိုတာเนาะအစိတ်တွေကထပ်ပြီးတော့ပိုးလာငကောမှာယာတိဥရုမမှန်တော့အစာအစာတွေကဒုက္ခရောက်ရတဲ့အထဲမှာဟိုအစာအစာတွေရဲ့ဒီစွမ်းဆောင်မှုကအားပြော့သွားတဲ့အထဲမှာတခါကယ်မီကယ်ဆိုရဒီအစိတ်ဓာတ်တွေနဲ့ ပြန်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့လူတွေကဒုက္ခရောက်ပေါ့အသက်ကပိုးတူဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘု து ကြောင့်ဖြစ်တာတော့ဆိုတော့မြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်စရာကောင်းတယ်ဒီအန္တရာယ်တွေကလွတ်မြောက်ဖို့အတွက်ဘုန်းကြီးတို့တွေဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားနိလန်းပေးထားတာပေါ့နောက်ရကြမှာဆက်ပြီးတော့ရှင်းပြမယ်နော်အန္တရာယ်ဆိုတာဒီ လူတွေဟာလူဘဝရထားရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဒီကတ်ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အန္တရာယ်ဇိုးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာလူတိုင်းလူတိုင်းဟာဒီအန္တရာယ်တွေကိုကြောက်ထားကြည့်ပဲအဲ့တော့ကြောက်လို့ရှိရင်ဒီအန္တရာယ်တွေကလွတ်မြောက်တဲ့နိလန်ရှိသလားလို့ဆိုတာမြတ်စွာဘုရားကဟောထားတာရှိတယ်ပေါ့နော်အဲ့ဒီလွတ်မြောက်စေတတ်တဲ့နိလန်အတိုင်းနိုင်နာကျင့်သုံးမှနောက်ဆုံးကြတော့ဘုန်းကြီးတို့တွေ တဏှာဟုတ်ကလွတ်ပြီးတော့နိဗ္ဗာန်ရမှသာလင်ဘေးဆိုးရံဆိုးအနိယကတ်ဆိုးကြီးတွေက လုံးဝလွတ်မှာလို့ဒီလိုကိုယ်စီကိုယ်စီသဘောချပြီးတော့ထို့အဆိုးတွေထဲမှာမိမိကိုယ်တိုင် မပါရအောင်ဓိတဲ့ဆိုးတဲ့အဆိုးကပါလဲလို့ဆိုရင်ကိုယ်တဏ္ဏမှာအကုသိုလ်တွေလွှမ်းမိုးခြင်းကဓိတဲ့ဆိုးတယ်လို့ကိုယ်စီကိုယ်စီကိုယ်တဏ္ဏမှာအကုသိုလ်တရားတွေလွှမ်းမိုးခြင်းမခံရအောင် Chính chân chú cục át hụt nai nha vá sê công đa đi.